ဝင်းအောင်အဲ့လိုဒီလိုစားဖို့ကျွန်တော်လုပ်ပေးထားတဲ့သဘောပဲဒါပန်တီးပေးတာတော့ရမှာပြောင်းရှင်းကဲအားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်နေရတာကဒီမှာအိုနုဘူရာကိုရောက်နေတာသူကတော့ဖရာခွန်နော်နဲ့ဒီအိုနုဘူရာရဲ့ဂျားမှာတော့တွေ့ရှိရတယ်ဒါပေမဲ့အိုနုဘူရာနဲ့တော့ပုံနည်းလို့ကျွန်တော်တို့အိုနုဘူရာမှာဆင်းလိုက်တာ Rayfax ရောင်းတဲ့ဆိုင်ပဲမနေ့၈နိုင်ရနေနေ့လယ်၁၂နိုင်အထိရောင်းနေလို့သိရတယ်ဒါပေမဲ့၁၇နိုင်လောက်ထုံးပြီဆိုတော့ breakfast လာ lunch လာတော့မသေးခွဲတော့ဘာပြောဘိုက်အရန်စာနေသွားမယ်လား Lions ကနေပြီးတော့ဒါဆင်းမယ်ဆိုလို့ရှိရင်တော့ AC1 ပေါက်ကနေဆင်းရမယ် Best score ဆိုလို့ရှိရင်တော့ Century Onu မှတ်တိုင်မှာဆင်းရမှာပေါ့နော်ဘယ်မှာကနေလဲရှာလို့ရတယ် Four corner by base row ပေါ့နော်အဲ့လိုမျိုးဆိုပြီးရှာလိုက် Onu လမ်းတော့ကနေတော့ကျွန်တော်လမ်းကူးလာပြီဘယ်ဘက်ကိုသွားရင်လဲရတယ်ဒီဘက်ညာဘက်ကိုလိုက်ရင်လဲရတယ်အခုညာဘက်သွားကြည့်မယ်ရောက် wow 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 โอเคအခုတော့ဒါကျွန်တော်လွင်ပေါ့နော်သူ Barmy Breakfast ဆိုင်မှာကျွန်တော် Breakfast စားရမယ်ဒါပေမဲ့ Breakfast စားမယ်အချိန်ကိုလည်းကျေ17:40ဖြစ်နေပြီဆိုင်ပွင့်ချိန်ကတော့မနေ့7:00နာရီနေဒါနေ့လယ်12:00လောက်ဒီပေါ့နော်ဒီမှာကျွန်တော်မွေးငါ့ကိုနှစ်မျိုးမာတယ်ဒီဘက်ကတော့တော်ချဲဒီဘက်ကတော့မျိုးချဲတယ်ตัวดิโลมวยมวยงาเอาดิโลซ้าพวกเจ้าเอาเลิกไปได้ตัวเว้ยด่าปั่นดิไปด่าตัวจะก็แล้วตัวမျိုးကောင်း ညတင်းတင်းလေးနဲ့သူချက်တာပေါ့နော်ဒီကောင်ကတော့ကျွန်တော်ပုံမှန်စားနေရမဝင်ကပုံစံမျိုးပေါ့နော်ငါနဲ့မွေးမွေးလေးရှိမှန်းဒါကျွန်တော်ပါစင်တဲ့ဖီလင်းကမျိုးချက်ကတော့ကျွန်တော်နည်းနည်းလေးပိုကြိုက်တယ်တောချက်ကကျတော့ငွေကောင်းကြိုက်တဲ့လူတွေအတွက်ကတော့အဆင်ပြေရဲ့ဗျာတိလားဦးချကွေးရှိမှန်းပဲကျော်ရှိမှန်းငဖယ်ရှိမှန်းဘူးသီးကျော်ရှိမှန်းတော်တော်စုံနေပြောရအောင် ။ဘုကောင်ဆိုရတော့ဈာမှာနည်းနည်းတော့လန့်တယ်။ဒီဆိုင်က hybrid ဆိုင်လို့ပြောလို့ရ။ညာဘက်ဆိုလို့ရှိရင်သူကဘာ four corner bar and restaurant သူကမနေ့ဘက်ဆိုလို့ရှိရင်တော့လွင်ဘာမေးစုပေါ့နော်။မနေ့ညကလည်းဒီဆိုင်မှာပဲနော် United ပွဲကြီးရင်လည်းဒါတောင်းချမ်းပြီးသွားပြီဆိုတော့ဘုန်းတော်ကောင်ဆိုကြတော့နည်းလေးတွန့်တာပေါ့နော်။မန်ယူကလည်းမနေ့က42နော်။ဇင်ော်သားစားပလိုက်တယ်မနေ့ညနော်။ ီမှာဒီလိုမျိုးရတာရင်စားမယ်လို့တော့ဒါမတွေးမိဘူးဘုံတော့ကောင်းစားရင်အဲ့လိုကြက်တော်နိုင်ချင်းပေါ့နော်နိုင်ချင်းအဲ့လိုအများကြီးထည့်ပြီးစားရတာကျွန်တော်ပိုကြိုက်တယ်ဘရိုတော့ကြိုက်လာတော့မသိဘူးဖက်ပြီးတော့နူနေတာမိုက်တာရံမောင်းဆိုင်တော်မြောင်းဆိုရထမင်းညုံကဝက်ချုံနဲ့အအရန်ကောင်းတယ်ဒီလိုမျိုးထမင်းညုံဝက်ချုံနဲ့ရတာဒါအလုံး amazing ပဲ န်ကောင်က file ကိုလွှဲပြန်ရငယ်သူကြော်ရတော့ဆက် provision လေးအောင် share ပဲတိတ်ကြောင်းတော့ဗျာကြောင်းပုံသေးတဲ့နေမှာကြောင်းနဲ့တည်းမှာထမင်းကြောင်းဝက်ချုံနဲ့အဲ့ရတာနဲ့ကွက်တွေပဲစိတ်ကြောင်းသားဘွားအောင်တော့ရအောင်ဘောပူတွေပါပါပါအစားငယ်နေတယ်ကျွန်တော်ဈေးနှုန်းပြောဦးမယ်နဲ့တော့မဝင်ငါဆိုလို့ရှိရင်တော့အလုဆိုလို့ရှိရင်60ပဲရှိရအကြော်နဲ့ဆိုလို့ရှိရင်30ထပ်ပေါင်းပါငါပဲဆိုလို့ရှိရင်20လားမသိဘူးဥပဲဥပါညာဆိုလို့ရှိရင်15ပြား ထမင်းကျော်ကဝက်ချိုမှာအစီသားဆိုလို့ရှင်80ပဲရှိရအခုကျွန်တော်စားသလိုမျိုးအစုံစားကြတယ်ဆို90ဗျာ fair price လို့ပဲပြောရကဲဒီကောင်ကတော့လိုစိမ့်တစ်ခက်ရယ်ဗျာဒီကောင်ဆိုဘတ်40ပေါ့နော်ဆွဲကြည့်လိုက်ပါဘုလိုနော်ဘာမှတောက်တယ်လက်ဖက်ရရတာမျိုးစား ြောဖို့တခုမင်းနေလို့ဒီဆိုင်အခုလောဆယ်ရတော့စိုင်းထိုင်စားတာကတော့ဒါစနစ်တနင်္ဂနွေမှာပဲထိုင်စားလို့ရသေးရပါတော့။ဂျန်တဲ့ဂျာရဲ့ဒီမှာ bro စားခြင်းလဲဆိုလို့ရှိရင်တော့ order မှာလို့ရတယ်ပေါ့နော် online delivery ပို့ပေးပါတယ်။ဘလို့မှားမှာလဲဆိုတော့ကျွန်တော်တရားမှာကျွန်တော် page link လေးကျွန်တော်ချပေးထားပါမယ်။ကျွန်တော်ကတော့လုံးဝ share ကထမင်းကျော်ဆိုလို့ရှိရင်ဒီမှာလုံးဝဒီမှာအပြောင်းရှင်းဝါတာတော့မပြင်စားအောင်ပါ။နော်။ဘာမီးဆူဆိုတဲ့အတိုင်းပဲပေါ့နော်။တကယ်ကို မြန်မာတွေကြိုက်တဲ့အရာတာမျိုးတကယ်ချက်ထားဖြစ်တဲ့အတွက်ဒါဘရိုဒီဘက်ကိုရောက်ရမယ်ဖြစ်ဖြစ်တကူးတကပဲဖြစ်ဖြစ်လမ်းကြုံဝင်လည်းဖြစ်ဖြစ်လမ်းမကြုံပဲဖြစ်ဖြစ်လာစားဖို့အတွက်ကျွန်တော်အကောင်းဆုံး recommend ပေးချင်ပါတယ်။ Onu BTS station ကနေဆင်းလာပြီလို့ရှိရင်ကျွန်တော်တို့နည်းနည်းလေးလမ်းလျှောက်လိုက်ပါတော့ခုနကကျွန်တော်အရှိမလည်းပြခဲ့ပါတယ်။ Google Map ကနေပြီးတော့လေ Four Corner Bar and Restaurant ဆိုပြီးတော့လေရှာလို့ရပါတယ်။ဆိုတော့ဒါခင်ဗျားတို့ရဲ့စာပဲပါ။ Bye bye ။